ားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Rose ပါ။ဒီနေ့မှာတော့စာရေးဆရာမဂျူရေးသားထားတဲ့မရှိမဖြစ်မှုဆိုတဲ့ဝတ္ထုလေးကိုအပိုင်းကအနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါရှင်။ က်ခင်မုံမြင့်အနီးတွင် မတည့်ရလျက်ဖန်ပြုံထဲကအစိမ်းအောင်တူတဲ့မြင်မြင်ကလေးကိုသူမလက်ထဲကရှော့ခွားဖြင့်မရမကတူတဲ့တိုင်းနေသည်ကိုငေးမောကြည့်နေမိသည်အဲ့ဒီလိုတူတဲ့တိုင်းနေရတာမပင်မမှုလားဗျာစကေးပါတဲ့ဖန်ပြုံနေနဲ့သုံးမယ်ဆိုရင် သူ့စကားမဆုံးသေးမီမက်ခင်မုံမြင့်ကစကနဲလှည့်ကြည့်ဤကျေးဇူးတင်ပါတယ်လူကြီးမင်းရဲ့ကျမတို့စကံမှာပြပတ်ဗနဲ့ချောင်းပြူရက်ဗနဲ့ချောင်းရှိတယ်ဆိုတာရှင်သိရင်တိတ်တနာသွားမယ်။သူမကြီးမျက်နှာထားကခက်တီတီသို့တော့ သူရှေ့ဆက်ပြောလိုက်မိ၏လူသမ ्या ဝယ်ရမှာပေါ့မခင်မုံမြင့်ရဲ့လုပ်ငန်းတွင်ကျေဖို့လူပင်မန်းတက်တာဖို့အချိန်ကုန်တက်တာဖို့စနစ်ကြဖို့ပတ်စံကဘယ်မလဲဟောဗျာသူခဏစွန်အားသွား၏လိုအပ်တဲ့ကုန်ကြစရိတ်အသုံးပစ္စည်းပစ္စည်းဖို့တွေကျမတို့စည်ရင်တင်ထားပါဗျ။ကံကောင်းထောင်းမှရင်နောက်နှစ်လောက်ဆိုရင်လက်ပစ္စည်းတွေရနိုင်ကောင်းပါရဲ့။သူတပြင်းတစ်ချက်ရှိုက်လိုက်သည်။အဲ့ဒီတဲမုံကလေးတွေကဘာလုပ်တာလဲဟင်။ မခင်မုံမြင့်ကလက်ထဲမှာအသေးမုံများကိုဖံပြုံချောင်းနဲ့သူ့ဖွာဖွာကလေးထည့်နေရမှာအနေငယ်ခေါင်းငင်ဤဖံပြုံချောင်းဤအောက်တွင်အဖြူရောင်အဝိဇ္ဇကလေးဖြစ်ပိတ်ပြီးတရေကွင်းကလေးစီထားရာတဲမုံကလေးများဖံပြုံအောက်ခြေအဝိဇ္ဇပေါ်တွင်ငြိမ်သက်စွာထိုင်နေဤထိုသေးကလေးများကိုရေဖြစ်ဆူဆူအောင်လောင်းချပြီးနောက်ထိုရေများတဆက်ချင်းကြာရောက်ကုန်ဆုံးသွားအောင်သူမဆောင်နေသည် ဒီတဲကအကောင်းဆုံးအနေထိုင်အောင်လုပ်ပေးတဲ့ပစ္စည်းပေါ့ကြည်နေကံရီ30ကုဗစင်တီမီတာကိုဒီထဲထည့်ပြမယ်သူတအံ့တော်ကြည်နေသည် မခင်မုံမြင်ကဘီကာဖန်ခွက်တွေတွင်ထည့်ထားသောစပီယူလိုင်းနာဆစ်ယူပီတာရေကိုဖန်ပြုံကလေးဖြင့်စုပ်ယူလိုက်၏ထို့နောက်ထိုပြုံကလေးကို ထိတ်ဝမှလက်ညှိုးဖြင့်ထောက်ပိတ်ပြီးချိန်ထားသောဖန်ပြုံတိုင်းထဲသို့ထည့်၍လက်ညှိုးပြန်ဖွင့်လိုက်၏စိမ့်ဖက်ဖက်အရေးများပြုံထဲသို့ကျသွားသည် ခဏကြာတော့ဖန်ပြူနေကရေနေနေကြည်သွားပြီးအောက်ခြေသေးပေါ်တွင်အစင်းရောင်အနစ်ကလေးများတဖြည်းဖြည်းထိုင်လာ၏မက်ခင်မုံမြင့်ကလက်ပနာရီကိုငုံကြည့်သည်ထို့နောက်ရှောကားဖြင့်ထိုသေးပေါ်မှအစင်းရောင်ဒူလေကိုစူးစမ်းပန်းစားတန်းယူလေသည်တွေ့လာဦးမင်းထင်ကျမတို့တီထွင်ထားတဲ့ဒူရေတိုင်းကလေးရဘလောက်ဟန်ကြတယ်လဲငွေကုန်ကြီးကြအနည်းဆုံးလေရှိတဲ့ပစ္စည်းနဲ့အသုံးဝင်ရအောင်ဖန်တီးတက်တာအကောင်းဆုံးမဟုတ်လားသူမမျက်ဝန်းများပြုံးလျက်ရှိတော့လေ နှခမ်းကမပြုံပါသူမတက်မသားခေါင်းငိမ့်လိုက်ဤကျွန်တော်လက်ခံပါတယ်ဒါကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့မွေးရပါအရေးချင်းတစ်ခုပဲလေမဟုတ်ဘူးသူမကသူ့ဘက်သူပြုံးကနေလှည့်ကြည့်သည်မဲနဲ့သောမျက်ခုံးများတွန့်ချိုလျက်ရှိသည်ဒါမွေးရပါအရေးချင်းမဟုတ်ဘူးဦးမင်းထင်ရဲ့ဒါဘောဟာပဲအရေးချင်းပါကောင်းပြီ ကျွန်တော်မငင်းပါဘူးကျွန်တော်တို့လူမျိုးဟာ substitution သိပ်ကောင်းတာကျွန်တော်သိပါတယ်ဒါပေမဲ့မက်ခင်မှုမြင်လို့ရှော့กว่าဟာတင်းငယ်တဲ့ဒုတွေကိုဖတ်ဖို့အတိလွင်ထားတာဟုတ်ရဲ့လားဒီလောက်တင်းငယ်တဲ့ဒုတွေကိုဒီလောက်ထူတဲ့ရှော့กว่าနဲ့ဖတ်တဲ့အခါမျက်စိမှားမသွားနိုင်ဘူးလားမက်ခင်မှုမြင်ခေါင်းငယ်ဤအဲ့ဒါကိုသိပ်ပန်စကားနဲ့ပြောရင်အမြင်တွေလွဲခြင်းလို့ခေါ်တယ် ဟုတ်တယ်။တိတ်အတိကြကြီးတော့ဖဲရမလဲ။ဒါပေမဲ့အလွန်ဆုံးသက်သက်မှ3မီလီမီတာလောက်ပဲกว่าမှာပါ။ဒီအတိုင်းထိုင်ဆောင်မဲ့အစားတစ်ခုခုလုပ်ရင်းဆောင်တာကောင်းနေမဟုတ်လား။ပြန်ပြတူတယ်ပြန်တွက်တဲ့အခါတိကျသွားတာပါပဲ။သူမနောက်ရည်တူတယ်တစ်ခုပြည့်အလုံးရှုပ်သွားပြန်၏။စကားကိုကပ်ပြောတယ်မထင်နဲ့နော်။ကျွန်တော်မရှင်းတာတစ်ခုရှိလို့ရတယ်လေပြောပါ။အဲ့ဒီတဲ့ဒူးတယ်ကြည်လင်မှုပွာရောက်မှုကရောရင်းကြီးတူတယ်ကို မပြောင်းလဲစေနိုင်ဘူးလား။ ဥပမာဖံပြုံထဲမှာနေရအပြည့်သဲမုံတွေကျစ်လစ်နေတဲ့အခါဒုတွေကတမျိုးထွက်မယ်သဲတွေခပ်ပွားပွားဖြစ်ပြီးအဲ့ဒီသဲတွေတဲကိုအထီးရင်းကြီးကဝင်ပြီးစုပ်ယူခံရရင်ဒုတွေကတမျိုးထွက်မယ်မဟုတ်လားသူမကအနေငယ်ပြုံးလေသည်ဟုတ်ကဲ့ တဲကိုအောက်ခြေမှာကောင်းကောင်းနေသားကြအောင်လုပ်ဖို့ကျမတို့အားလုံးကြွမ်းကျင်သွားပါပြီ။ဒီစီမံကိန်းကစတာ1983ခုနှစ်။ဒါပေမဲ့တကယ်တမ်းအစိုးရအတိမတ်ပြုတာက1988ခုနှစ်ဆိုတော့88ခုနှစ်ကနေပဲစပြီးတွက်ကြည့်ပါအောင်။ဒီလောက်နှစ်တွေကြာကြာနေတိုင်းစမ်းသပ်နေရတဲ့အလုပ်ဆိုတော့နေတိုင်းဟုတ်လား။သူဤတန်တော်အမေကြောင့်သူမအပြုံးပြောက်သွား၏။မျက်မှောင်မတိမတာတွန့်သွားပြီးမျက်လုံးများပုံမိုးတောက်ပါလာလေသည်။ရှင်ကဘလို့ထင်လို့လဲ။ ဒီစမ်းသပ်မှုတွေကိုတစ်နှစ်တစ်ကြိမ်လုပ်လိမ့်မယ်လို့ထင်လို့လားဒါမှမဟုတ်ကျမတို့ဆရာတွေလူကြီးတွေလာမှလုပ်တယ်လို့ထင်သလားဟာမဟုတ်ဘူးမဟုတ်ပါဘူးကျွန်တော်ထင်တာကတပတ်တစ်ကြိမ်ဒါမှမဟုတ်သူမကနှက်ခမ်းကိုမဲ့ကွေ၍မပြုံးခြင်းပြုံးခြင်းပြုံးဤသူအနေငယ်အာနာသွားသည် လူတွေအားလုံးအတွက်အရေးသိကြီးတဲ့အာဟာရပစ္စည်းတခုကိုကျမတို့ထုတ်လုပ်နေတာပါဦးမင်းထင်ရဲ့ကလေးကစားစရာပစ္စည်းထုတ်နေတာမဟုတ်ပါဘူးဒီပစ္စည်းပေါ်မှာလူတို့ကယုံကြည်သလောက်အမြဲတမ်းတိတိကျကျမှတ်နေဖို့ကျမတို့ကြိုးစားရမှာပဲမဟုတ်လားယုံကြည်မှုကိုကျမတို့ဘရော့မှအလွဲသုံးစားမလုပ်ပါဘူးကျမတို့နေ့စဉ်စမ်းသပ်နေတာဒီတုတွေကလေးတွေမကဘူးရေညိမှာနေ့စဉ်အချိန်တိုင်းပါဝင်နေတဲ့ဘက်တီးရီးယားပါဝင်သောပိုးမွှားကင်းစင်မှုကံရည်ရဲ့အေကာလီဓာတ်အတိုးအလျှော့ ဲ့ဒါတွေအားလုံးကိုကျမတို့လေးလေးစားစားလုပ်နေကြတာပါကျမတို့စီမှာစနစ်တင်းငွေဆိုတာတော့မရှိပါဘူးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ဆိုလိုတာကသူ့ဘလို့ရှင်းပြရမှန်းမသိပါ သူမခေါင်းညိကိစ္စမရှိပါဘူးဥမင်းတင်ပြောချင်တာကိုကျမနားလည်ပါတယ်သူတို့နှစ်ယောက်လုံးခနာတိတ်ဆိတ်ငြိမ်သက်သွား၏။သူမလောက်ကိုင်းနေသည်။သူငေးကြည့်နေမိသည်။ မဆုစာအုပ်ထဲတွင်ကနန်းများခြာရေးလိုက်တူးတဲ့တိုင်းလိုက်ဖြင့်ပတ်ဝန်းကျင်၏အပူချိန်ကိုမတိတလို့ပင်ဖြစ်၏တိတ်ဆိတ်မှုကိုသူမကဖြူခွဲလိုက်သည်ဦးမင်းထင်နောက်ထပ်အကြံကောင်းကလေးများဆွေးနွေးစရာရှိသေးသလားသူမမျက်ဝန်းမှာအပြုံးရိတ်ကိုတတိထားမိသဖြင့်သူစိတ်လက်ပေါ်ပါစွာပြုံးလိုက်မိ၏ ဟုတ်ကဲ့နောက်ထပ်အကြံပေးချင်တာတစ်ခုကတော့ရေညှိတူတွေကိုအမြန်ဆုံးရဖို့နဲ့အတိအကျဆုံးရဖို့အတွက်လျှက်စနစ်အနေထိုင်အောင်လုပ်တဲ့ကိရိယာတစ်ခုလောက်စကမ်းမှာဝယ်ထားဖို့ပါပဲအဲ့ဒါကိုကျွန်တော်တို့ကုမ္ပဏီကတစင်စရိတ်စကားနည်းနည်းနဲ့မှာယူဝယ်ပေးနိုင်ပါတယ်ထူးခြားစမ်းကြဲစွာမခင်မုံမြင်ကအတန်ထွက်ရေမောလေသည်ရေတံမှာထိမ့်ချုံမှုမရှိ ပွင့်လင်းလွတ်လပ်၏မခင်မုံမြင်ရေမောတန်ကြောင့်ရေစစ်စင်အောက်ကမတ်မေယူခိုင်ပြီးဖြက်ကနေလှဲ့ကြည့်လေသည်သူပြောသွား၏ တိတ်ကောင်းတဲ့အကြံဉာဏ်ပဲအဲဒီစန်ထရီဖြူကရိယာတခုလားစကန်းအတွက်ဝယ်ပေးဖို့တက်ဆိုင်ရာကိုကျွန်မအစီရင်ခံစာတင်သွင်းလိုက်ပါမယ်ဝယ်ပေးမဲ့ပွဲစားကတော့ဦးမင်းထင်တို့ကုမ္ပဏီပေါ့နော်တိတ်သေးကြတာပေါ့ဗျာနေ့လေနေပူရန်ဒီမဆိုးစလောက်ယုံနေသွားတယ်လို့ခံစားရဤမခင်မုံမြင့်ဤအပြုံကိုသူဘလောက်လိုအပ်ကြဘလောက်တန်ဖိုးထားကြပထမဦးဆုံးအကျဉ်းသူကိုယ်သူတတိပြူမီသွားဤ အာယုံစူးစားရဲ့အလုံးလုံးနေတော့မက်ခင်မုံမြင့်အနီမှာခွာလျက်ဒေါက်တာဦးမင်းသိန်းအနီတို့ထွက်လာခဲ့ခြင်းတွင်သူစိတ်ကြည်လင်ပေါ်ပါနေ၏ဦးမင်းသိန်းကမော်ကြည့်သည်ကြည်ဦးမလားသူပြုံးရဲ့ရွေးကောင်းငင်လိုက်တော့ဦးမင်းသိန်းကထိုင်ရမှထားပေးသည်အနုချစ်မှန်ပြောင်းအတုံးပြူခြင်းကို သူသိမ့်မကျွမ်းခြင်းမှာသို့တော့ယခုစလိုက်ကတော့ရေတဆက်ကိုရိုးရိုးပါဝါအနေအနုချစ်မှန်ဘလူဖြစ်ကြည်ချင်းဖြစ်၍သူအတွက်မခက်ခဲပါ ။နောက်ပြီးသူများချိန်ပေးပြီးသားဆုံးတာဖြစ်၍ပိုလွယ်ပါသည်။အစိမ်းရောင်စပရင်ဘုံအခွေအလင်းကလေးများအုပ်စုများစွာတွေ့ရသည်တချို့ကစုပြုံ၍ငြိမ်သက်နေသည်အမှုကြီးမှန်ပြောင်းတကွက်စာအကျယ်ဝင်းနေ၍ရင်းကြီးပင်ကလေးအများအပြားပူကန့်နေလေသည်အိမ်များသေးငယ်သောရင်းကြီးပင်ကလေးများကအကောင်းဆုံးအာဟာရဖြစ်ပစ္စည်းများဖြစ်နေသည်မှာအံ့ဩစရာသူစလိုက်ကိုတဖြည်းဖြည်းချင်းရွှေ့ယူ၍ကြည်သည်၅မိနစ်မြာကြည်ပြီးသည့်အခါသူညင်းငွေသွား၏ အဝဲအိမ်များဖြင့်ရေကိုစစ်နေသည့်နေရာသို့လျှောက်သွားကြည့်မိသည်ပိဿအဖြူရောင်ဖြင့်ရေစစ်လိုကရော့ပုံကြီးများဖြစ်အောင်ပြုလုပ်ထားပြီးထိုရေစစ်အိတ်ကြီးများတဲ့သို့ယင်ကြီးနှင့်များအစဉ်စဉ်ထဲ၍ရေစစ်နေကြသည်အစအဆုံးစက္ကရိယာတစ်ခုမှမပါဘဲရေပိုင်းမှယင်ကြီးများကိုပထမဆုံးအဝဲအိတ်ထဲမှတဆင်ပြီးတဆင်အဝဲကရော့များတဲ့သို့ရေခွက်ဖြင့်ခတ်ယူထည့်နေရသော လုပ်ငန်းစဉ်ကိုကြည့်ရင်သူစိတ်မသက်မသာဖြစ်လာ၏ဘလောက်များဇွဲကောင်းလိုက်ကြပါလိမ့် ရှည်စစ်စခန်းများ၏အောက်တည်တဲ့ကွန်ကရစ်ခင်းကြမ်းပြင်ပေါ်တွင်ကြောက်ပြင်လိုဘေးနားတစ်လျှောက်မြောင်းကြီးဖော်ထားသောကြောင့်စကားမကျနေသောကံရီများသည်မြောင်းထဲမှတဆင်ကံထဲသို့စီးဆင်းသွားနေသည်ကံထဲမှရေကိုယ်တော်မော်တာဖြင့်စုပ်တင်၍စကားဆောင်များ၏အပေါ်မှရေပိုက်ခွင်းများဖြင့်ဖြည်းညင်းစွာကြာစင်းစီလျက်ရှိသည်ဤတန်တရာသည်ဤကံရီမတိမ်ကောသည်များဖြစ်ပြက်နေမည်တန်တရာဖြစ်သည်ဘေးဘက်ဝင်းကျင်ကိုမော်ကြည့်လိုက်သောအခါတွင်းကြီးဤမြင်မာသောတောင်နေရများသည် ကောင်းငင်တိမ်တူးနေထီလူမတက်ဖြစ်၏တောင်နေရတွင်ပေါက်ရောက်နေကြသောတစ်ပင်များသည်နေပူရှင်ကိုမှမှုသလိုပင်စိတ်မောင်းလျက်ရှိသည်ကံပေးပတ်လည်နေရာကွက်ကွက်ကလေးသာလူနေအိမ်ကြီးဖြစ်ပြီးထိုဘက်တစ်ပြေးပြေးမြင်သွားသောအခါကြောက်တုံများတစ်ပင်ရိုင်းများဖြင့်ပြေးလျက်ရှိသည်မျက်စိတစုံမျှော်ကြည့်သည်များမှာမိုးကောင်းကင်နာရောက်နေသည့်တုန်နှခမ်းနေနမိတ်များသာဖြစ်၏ မဲစာဟူသောစကားကိုသူနားလေလာသည်လမ်းပန်းဆက်သွေးရေဘာမှမရှိသောတွန်းကြီးထဲမှဖြစ်သည်ရုပ်ရှင်ရုံမရှိဈေးမရှိစတိုးဆိုင်မရှိလမ်းမရှိစားတောက်ဆိုင်မရှိဘလူလူနေရွာတစ်ခုပါလေရွာနှစ်တူသောအချက်ဟူ၍စကန်းအဆောက်အုံများအနီကဖုံကြီးကြောင်းနှင့်ယခုရေစစ်စင်အထက်ခလန်းလန်းကတင်ញိုင်ကုန်းသာရှိသည်ဘလူပျော်ရွှင်မှုမျိုးနှင့်ဒီတွန်းကြီးထဲမှသူမကြာရှည်ရက်တည်နေတယ်လေဦးမင်းထင် အတံမှာမျက်နှာချင်းဆိုင်ရှိမတ်မေယူခိုင်ထံမှဖြစ်၏သူအနှင်းငယ်ရှေ့တိုးသွားလိုက်သည်ဟုတ်ကဲ့အခုဒီမှာတုံးနေတဲ့ရေစစ်အစာတွေဘလောက်တမ်းမယ်လို့ထင်တယ်လဲသူမ၏မျက်နှာမှာခက်တီးသည်သို့တော်မျက်လုံးတွင်ရင်းနှီးခင်နှီးခင်မင်မှုကို တွေ့ရသည်အဲသူအဝိဇ္ဇာများဤတံမိုးကိုတိတ်မသိပါမိမိချုပ်ပေးသောအင်းကြီးလုံးကြီးဝှက်လိုက်ုံဖြင့်ဝစ်စင်မှုလုပ်ငန်းပြေဆုံးသွားပါသည်ဒါပိုလီအက်စတာဇခေါ်တယ်မဟုတ်လားအင်းတကိုက်ကို100ကျော်လောက် မက်မေယူခိုင်ကခတ်ဟဟရဲလေသည်တားရွှေတောင်တက်ထွန်စားရှင်တကိုက်ကို68ကျပ်ပဲရှိတယ်။ထားပါတော့80ပဲထားပါတော့တကိုက်ကတမီတာနီးပါးရှိတယ်ဆိုတော့ဒီအစာတမီတာကိုမြန်မာငွေ80ကျပ်ပေါ့နော်။သူမပြောချင်သည့်အတိတ်ပဲကို သူကြိုတင်တွက်စားမိပြီးသဘောကျစွာပြုံးလိုက်။အဲ့ဒီတော့အဲ့ဒီတော့အခုဦးမင်းထင်စီကယူမဲ့ Night Dev အစာကတမီတာကိုဒေါ်လာ100ဆိုတော့မြန်မာငွေ8000ပေါ့နော်။ဟုတ်ကဲ့ သူမချစ်ပြုံးပြုံးလိုက်ရလေသည်ဒီတော့ရင်းညိကုံကျော်ထွက်တဲ့နေရာမှာရွှေတောင်တက်ထွန်စားကိုတုံးလာတဲ့အစတရာပို့ထွက်နိုင်ပါမလားယရှူတူတူပြောပါဗျာလူကြီးတွေကြားကုန်ပါမယ်ထို့နောက်သူအတန်ထွက်ရေလိုက်ဤအရက်လူမျိုးတယောက်ကိုတဲတွေဝဲအောင်ရောင်းနိုင်သောအယောင်ကိုယ်စက်လေးတူဦးကျွမ်းကျင်စွာဆွဲဆောင်မှုမျိုးဖြင့်သူအလုံးလုံးနေခြင်းမဟုတ်ပါပစ္စည်းရောင်းရဖို့အဓိကကြသောအတ္တသမားတယောက်လည်းမဟုတ်ပါမက်ခင်မုံမြင့်ဤလုပ်ငန်းသည်သူ၏လုပ်ငန်းလည်းဖြစ်သည် မက်ခင်မုံမြင့်၏အောင်မြင်မှုသည်သူ၏အောင်မြင်မှုလည်းဖြစ်သည်တနည်းအားဖြင့်မြန်မာနိုင်ငံ၏အောင်မြင်မှုလည်းဖြစ်သည်ကျွန်တော်ကမတ်မေယူခိုင်တို့စီမံကိန်းအတွက်အကောင်းဆုံးဖြစ်အောင်ကူညီပေးခြင်းနဲ့ဆန္ဒတစ်ခုသာရှိပါရယ်ဗျာ။စပီယူလိုင်းနာအမြင်နဲ့အကျဉ်းနဲ့ညီများတဲ့အစတစ်ခုဖြစ်လို့ဒီအစအပေါ်မှာအများကြီးအားကိုးနိုင်ပါတယ်။စမ်းသပ်ကြည့်သေးတာပေါ့။ theory တစ်ခုဖြစ်လာဖို့စမ်းသပ်ချက်တွေအများကြီးနဲ့စရရတာမဟုတ်လားဗျ။ဆရာသားဆရာလိုပဲစကားပြောကောင်းတယ်မိုးရီ မက်ခင်မူမင်းကထိုင်ရန်မှထားရှောက်လာပြီးသူ့ကိုမပြုံးမရဲလှမ်းကြည့်သည်ဒါပေမဲ့တပတ်သားကိုနည်းနည်းခနဲ့တက်တာတော့ဆရာနဲ့မတူဘူးပွင့်လင်းသော သူမ၏ထင်မြင်ချက်ကြောင့်သူ့မျက်နှာနှွေးကနေဖြစ်သွား၏နောက်ဆုံးတော့ကံကောင်းထောက်မှစွာမက်ခင်မူမင်းနှင့်နှစ်ယောက်ချင်းတွေ့ဆုံဝင်ကိုရရှိသွားသည်ညစာစားချိန်တွင်အနားမှာထမင်းများစီစဉ်ပြီးသောခင်မောင်အုံနှင့်အတူ စကားပြောရင်းထမင်းနှစ်ပကန်းကုန်အောင်စားပြေလိုက်သည် စာဦးမင်းတင်ဒါတွေအလုံးကျွန်တော်လက်ရာကြီးပဲ မိန်းကလေးပမာကနွယ်ကလေးအဖြစ်နေသောခင်မောင်အောင်ကိုသူတအံ့တော်ချီကျူးမိ။ဟာအမျိုးသမီးတွေချက်တာမဟုတ်ဘူးလားဗျ။ခင်မောင်အောင်ကမိန်းကလေးလိုပင်နှက်ခမ်းမဲကွေးပြုံဤဘဲဟုတ်မလဲအကိုရာမှတ်တာဆရာနဲ့အတူပါလာသည်များဧည့်သည်တွေကိုကျွေးမွေးဖို့ဝေယဝစ္စာအားလုံးဟောရီခင်မောင်အောင်ပဲသူတို့ကကျွန်တော်ကိုကူညီရုံလေးပဲ။နှစ်ယောက်တည်းရှိသောစကားဝိုင်းသည်ရေမောတံများဖြင့်နှွေးထွေးသွားသည် ။သမင်စားပြီးပြင်းနေကျွန်တော်နဲ့လိုက်ခဲ့လေဖိုဘက်အမျိုးသားအဆောင်မှာတီဗီရှိတယ်။ရန်ကုန်မှာတော့ဘယ်တော့မှတီဗီမကြည့်ဖြစ်တော့မင်းထင်သည်။ဤအတွင်းစက္ကန့်တွင်တီဗီရှိနေသည့်အတွက်ကြောင့်စိတ်သက်သာရာရသွားလေသည်။ဒီနေ့မိုးသားကင်းစင်နေဒါကြောင့်တွင်းတောင်မှာတီဗီကြည်လင်ပြတ်သားမယ်။မိုးရတဲ့နေ့မှာဦးမင်းထင်မြင်စေခြင်းနဲ့ဘာဆိုဘာမှမမြင်ရအောင်ဝါပြီးတကြက်ကြက်ဖြစ်နေရော။ ည၈နာရီခွဲပြီးချိန်တွင်ရုံမြင့်တန်ကြားထားရာအခန်းထဲသို့မက်ခင်မုံမြင့်ဝင်လာ၏။ရှည်သွဲသောအမျိုးသမီးအရေးတခုသူ့ရှိမှပေါ်လာကလေးကသူဒိတ်ကနေရင်ခုန်သွား၏။မော်ကြည့်လိုက်တော့ Forishat အညိုနုစဉ်အစဉ်အင်ကြီးဖြင့်မက်ခင်မုံမြင့်ကိုစိတ်လှုပ်ရှားစွာမြင်လိုက်ရလေသည်။သူမသည်ခါတိုင်းမြင်နေကြတဲ့ပိုး၍လှပနေသည်။အော်ဧည့်သည်ရှိနေတာပဲ။ သူမဤခက်အက်အက်အတန်ကိုအကဲခရရသည်။တော့အခန်းထဲသို့ဝင်ရောက်ရန် အနေငယ်တွန်ဆုံနေဟန်သူသည် သူကဝမ်းသာအားရဖိတ်ခေါ်လိုက်သည်။လာပါမခင်မုံမြင့်အတော်ပဲစကားပြောဖို့အဖို့ရပြီ။သူနှင့်မလန်မကန်ကထန်းလက်ကလထိုင်တွင်သူမဝင်ထိုင်တော့လေသူတို့တော်တော်နဲ့စကားမပြောပြကြပါ။သူမကများစတင် စကားပြောမလားဟုစောင့်နေရမှာဂျိုးတို့တည်င်းလာချိန်အထိစကားတခုမှမပြောမိပြီ။ သူမရှိရာတို့မတိမတာအကဲခတ်ကြည့်မိတော့သူမက TV ကိုစိတ်ဝင်စားစွာ ကြည့်နေသည်음ငါဘာမှစကားမပြောရင်ဒီဝိုင်းကဒီလိုနဲ့ပြီးသွားမှာပဲတခုခုတော့ပြောအောင်မှဖြစ်မယ်ပြောမိပြောဖြစ်တော့စိတ်ထဲမှာအမြဲရှိနေသည့်အကြောင်းအရာကိုတဲတို့ကြီးပြောမိလျက်သားဖြစ်နေ၏ဌာနေစကားမဆက်တွန်းတောင်ကို postman လာရဲ့လာရင်ဖရာဖရာမင်းထင်ဒါထက်ပိုကောင်းတဲ့ချင့်ကပ်မှုမျိုးမရှိတော့ဘူးလားကွာသူမဖြတ်ခနဲ့တအံ့တော်လှဲ့ကြည့်၏ မင်းထင်နည်းနည်းကလေးမျက်နှာပူသွားသည်ပို့စ်မင်းဟုတ်လားဘာအတွက်မေးတာလဲမထူးတော့ပါဘူးကွာကျွန်တော်ဒီကိုစာထည့်ရင်စာရောက်ဖို့လွယ်မလွယ်သိချင်လို့ပါသူမခဏငြိမ်သက်သွား၏ထို့နောက် TV ကိုမျက်နှာမူရင်းအေတီအေဆာစကားပြောသည်ဒီမှာစားလိုက်မရှိလို့စားဖို့တမလည်းမလာဘူးဒါပေမဲ့ဘူးတလင်ကိုစကန်းကကားဖြစ်ဖြစ်တွန်းရကတယောက်ယောက်ဖြစ်ဖြစ်ရောက်ရင်ဟိုကနေစားကိုပေးလိုက်တာပဲမြို့တွေလိုတော့မမြန်ဘူးလမ်းဘက်ဆက်သွယ်ရေးပေါ်မှာမူတည်တယ်လေ ဘသူထံစာရေးမှလည်းဟုသူမမမေပါသို့တော့ခေပညာတတ်အမျိုးသမီးတယောက်ပြီးပြီးသူမရိပ်မိမှာပဲသူမအနည်းတွင်ထိုင်နေရခြင်းဖြင့်အရာရာပြည့်စုံနေသလိုခံစားရသည် သူ့ရင်မှာဖြစ်ပေါ်နေသောနူးညံ့သည့်ခံစားမှုကလေးသည် သူကိုအံ့ဩအောင်ဖန်တီးပေးလျက်ရှိသည်သူမတံမှာရေချိုးပိစာလက်ဆက်သောရနံတကူမှုေးပြန်နေသည်ရေမွေးနှံမဟုတ်ပါ သူမတို့ကိုစူးစူးဆိုက်ဆိုက်အကဲခတ်နေသော အချိန်အခိုက်အတန့်တွင်တီဗီမှကြီးမားသောတင်ကားကြီးများဆစ်လက်နက်ပစ္စည်းများအပြောက်အကြားများဖြင့်စစ်ဝတ်ဆောင်များသည်သူမျက်စီထဲတွင်ဝေဝါးသွား၏။ဤအမျိုးသမီးသည်သူတွေ့ဘူးသမျှမိန်းမများတွင်စိတ်လှုပ်ရှားမှုအ ਨੇ ဆုံးဖြစ်မည်။သူမဟုတ်စိတ်ခံစားမှုကိုအထင်းချုံနိုင်ဆုံးမိန်းမဖြစ်မည်။လောကကိုရင်ဆိုင်ရာတွင်သူမတို့လူမျိုးများသည်အောင်မြင်တတ်ကြသည်။ဆုံးဖြတ်စရာရှိလျင်သူအေးအေးဆုံးဖြတ်မည်လူမျိုးဖြစ်သည်။ ခဏအကြာတွင်သူမဖြတ်ကနေထားရဲ့ဤသူကမန်းကရန်မော်ကြီးလိုက်သည်ဟာမကြည့်တော့ဘူးလားသူချင်းကပုံမြန်ဆန်လွန်းသွားလို့များကြောက်သွားလေသလားဟုတ်ကဲ့ဂျိုတုတရင်ပြီးပြီပဲဦးမင်းတင်ဆက်ကြည့်လေဘာဖြစ်လို့လဲကျွန်တော်နဲ့ဒီမှာအတူတူထိုင်နေတာမသိတော့ရင်ကျွန်တော်ပြန်အိပ်ပါမယ်မခင်မုံမြင်ထိုင်နေခဲ့ပါသူထရက်လိုက်သည်မသိတော့ရင် ဟုတ်လားဘသူကမသိတော့ဘူးလို့ပြောမှလဲသူမမျက်ဝန်းများအနေငယ်နူးညံ့နေသည် ဟိုဟိုတင်းပတ်ဝန်းကျင်သူမသူကိုတအံ့တော်ပုံစံဖြင့်စိုက်ကြည့်ဤဘယ်ပတ်ဝန်းကျင်ကမှဘာမှထင်မှာမဟုတ်ဘူးခဏနေရင် TV ဇလန်းကြည့်ဖို့အဖွဲသားတွေအားလုံးရောက်လာကြမှာပါသူတို့ပကန်းစည်းနေကြလို့ပါဦးမင်းထင်ကဘာတွေအိပ်ပင်မရှိတွေးပူနေလို့လဲဘဂရီယူသားတော့သူမမျက်နှာထားကြောင်းသူပင်သက်တစ်ချက်ရှိုက်လိုက်မိသည်ကျမကတခွဲကအဖြေတွေကိုစရင်ပြုစုရအောင်ပါလေ။နောက်ပြီးကျမဇလန်းတွေဘာတွေမကြိုက်တတ်ဘူး။သွားမယ်နော်။အခန်းကလေးဒီရုတ်တရက်၆တွေးသွား၏ ထထသွားဖို့မတင်တော်မှန်သတိပြုမိ၍ဆက်ထိုင်နေခဲ့ရသောမင်းထင်ထံသို့အခြားဝင်နှင်းများရောက်လာ၍စကားပြောကြတော့လေမင်းတင်အတွက်တစုံတစ်ခုလစ်ဟာနေသလိုခံစားရသည်ထိုလစ်ဟာမှုသည်ညအရာဝင်သည့်အထိကြံနေ၏နောက်နေ့ဆိုလျင်သူပြန်ရတော်မူနောက်တစ်ချိန်ဤစကန်းသို့ရောက်ဖို့အခွင့်အရေးမှာအလွန်နေပါလာသည်အလုတ်ကိစ္စကိုအကြောင်းပြရမှာမဖြစ်နိုင်တော့သလောက်ကုံဆုံးနေပြီညနာပူပူဖြစ်လာလျင်ကော အကြောင်းပြချက်ရှိရှိမရှိရှိလာလို့ရတာပဲမဟုတ်လားလူတိုင်းတွန်းတောင်းကိုအလေအပတ်လေ့လာရေးလာနေကြတာပဲနိုင်ငံခြားသားတွေတောင်လာကြသေးတာယူနေသလားဘသူမဆိုတွန်းတောင်းကိုတစ်ခေါက်လာကြည့်ရင်လုံလောက်ပြီကွာမင်းကဘယ်နှခါလာခြင်းလို့လဲကဲကွာဘယ်နှခါလာလာပေါ့ဘသူကိုဂရုစိုက်နေရမှာလဲမိမတယောက်ကိုပိုးတယ်ဆိုမှတော့ဒီလောက်တော့မျက်နာပြောင်းရမှာပဲအတွေးဖြစ်ပင်သူ့မျက်နာနှွေးကနေပူသွားလေသည် တွန်းစခန်းတွင်နှညာအိပ်ပြီးသုံးရက်မြောက်နေသူရောက်တော့အခါသူတို့အားလုံးပြန်ဖို့ပစ္စည်းများတိမ်ပြီးပြီထိုအချိန်တွင်မက်ခင်မူမြင်မှတပါတခြားသောဝင်းနှများနှင့်ခင်မင်းရင်းနှီးပြီးသားဖြစ်နေပြီသူတို့အားလုံးသည်ဖိဖိတပည့်များဖြစ်ခဲ့ကြသည်သူတို့အားလုံးပင်ဖိဖိကိုချစ်ခင်လေးစားကြသည်ဖိဖိအလုထွက်သည့်ကိစ္စရေထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်းတွင်အစုရှယ်ယာဝင်ပြီးအလုဝင်သည့်ကိစ္စဖိဖိ၏သွေးတိုးရောတာ ယောဂါတတရာရသွားသည့်ကိစ္စအလုံးကို မင်းထင်ကြုံနေဆွေးနွေးစကားပြောရင်းရင်းနှီးမှုရခဲ့သည်ဘသူနှင့်မဆိုခင်မင်းရင်းနှီးဖို့ဝင်မလီသောမင်းထင်သည်နှစ်ရက်အတွင်းမှာပင်ခင်မောင်အောင်နှင့်စကားလက်ဆုံးပြောပြီးပြီခင်မောင်အောင်မှာအလွန်လှသောညီမလေးတယောက်ရှိမှန်းလဲသိပြီးပြီထိုညီမလေးကိုလူတကာတောင်းတိုင်းပါဆက်ပြေအလွယ်တကူပေးတတ်ကြောင်းလဲသိပြီးသူကိုယ်တော်ခေမောင်အောင်ကစာနောက်နေသေး၏ ။ဦးမင်းထင်ကလူပြုံမဟုတ်လား။ကျွန်တော်ညီမလေးကချောတယ်ဗျ။စားလဲသိတော့တယ်။သူပြုံးနေတော့အခါသူ့ကိုမခင်မုံမြင်ကခတ်တီးတီးလမ်းကြည့်နေခဲ့သည်။သူကိုအဖွဲသားအားလုံးကအယောင်းကိုစလေတယောက်အဖြစ်သဘောမထားပဲဆရာဦးထင်ကျော်ဤသားအဖြစ်သားသဘောထားကြ၏အသက်အရွယ်ချင်းလည်းတိတ်မကွာလာပဲအမျိုးသမီးအဖွဲတွေတွင်အသက်အကြီးဆုံးကမမေယူခိုင်းဖြစ်သည်အားလုံးကသူမကိုမမီးဟုခေါ်သည်ဖြင့်ပထမတွင်သူအံ့ဩမိသည်သည်သို့သော နောက်ပိုင်းသူကပါမမီဟုတရင်တနီခေါ်ရလာအောင်ရင်းနှီးခင်မင်ခဲ့လေသည်အမျိုးသမီးအလုံး9ယောက်ဖြစ်ပြီးသူ့အထဲမှာအိမ်အောင်ကြပြီးတော့အမျိုးသမီးဝင်တဲ့2ယောက်ပါကြောင်းသူတည်ရသည်ကံကောင်းထောင်းမောက်စာထို2ယောက်ထဲတွင် မက်ခင်မုံမြင့်မပါဝင်မအမျိုးသမီးနာမည်တွေကိုတော့သူရောထွေးနေစေဖြစ်၏မက်မေယူခိုင်နဲ့မက်ခင်မုံမြင့်ကလွယ်လျင်ကြံသည့်အမျိုးသမီးများကိုနာမည်မှန်အောင်မခေါ်နိုင်သေးပဲဖြစ်နေသည်တခါတခါတေးရီဟုခေါ်မိသူက ြည်ကြည်မြင်ဖြစ်နေပြီးခင်ပြုံးလွင်ဟုခေါ်မိသူကခြုံမွေးဖြစ်နေတတ်သည်အားလုံးကဝိုင်းဟာတော့သူနည်းနည်းရှက်သွားကနမဲမခေါ်ပဲစကားပြောဖို့ကြိုးစားရတော့သည်အမျိုးသားဝင်နှင်းများကိုတော့နမဲနဲ့လူတွဲ၍မှတ်မိပြီးနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖျက်ပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရဲ့ကင်းရှင်းကြပါစေရှင်။